ခေါ်ဝါရကြီးဆိုးတဲ့ဒီလိုကျဲလက်ဒေတာမှာအမျိုးသမီးတွေကိုရွာတကြီးအဖြစ်ခန့်အပ်တာဟာရှာပါတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။တော်ရွှေပင့်ကတော့သူတို့ကြီးရွာမှာရွာတကြီးတာဝန်ထမ်းဆောင်လာတာဆယ်စုနှစ်နှစ်ခုကျော်ရှိလာပါပြီ။တော်ရွှေပင့်ဟာလူမျိုးပေါင်းစုံနေထိုင်တဲ့ဒီဘောမျိုးနဲ့ကုန်းဆောင်ကြီးရွာမှာနေထိုင်သူဖြစ်ပြီးလွန်ခဲ့တဲ့2003ခုနှစ်ကလေးကကုန်းဆောင်ရွာရဲ့ရွာတကြီးအဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့တဲ့အမျိုးသမီးတစ်ယောက်ပါ။ ရွာမှာရွာတကြီးအဖြစ်တာဝန်မထမ်းဆောင်ခင်မှာလူငယ်ကောင်းဆောင်တာဝန်နဲ့ဥက္ကဋ္ဌရဲ့လက်ထောက်အဖြစ်6နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီးတကြီးဖြစ်သူတည်ဆုံးပြီးနောက်မှာအသက်63နှစ်အရွယ်ရှိပြီဖြစ်တဲ့တော်ရွှေပွင့်ဆိုသူကိုဥက္ကဋ္ဌရာထူးလက်ပြောင်းပေးခဲ့တာပဲဖြစ်ပါတယ်။ရွာတကြီးတည်ဆုံးပြီးတဲ့နောက်မှာရွာတကြီးတာဝန်ကိုလက်ပြောင်းပေးဖို့ယမိယဖတွေကအစည်းအဝေးတစ်ခုမှာကျင်းပပြီးယမိယဖမဲဆန္ဒနဲ့အတူတော်ရွှေပွင့်ကိုရွေးချယ်တင်မြှောက်ခဲ့တဲ့အကြောင်းကိုအခုလိုပြန်ပြောပြပါရစေ။ ကျမ16နှစ်ကလေးကအဖေကဥက္ကဋ္ဌဆိုတော့သူလုံတမြအကုန်လေးလာခိုင်းတယ်။အဲ့တော့ကျမကလူငယ်ကောင်းဆောင်လုပ်တယ်။အဖေဆုံးတော့နောက်ထပ်ဥက္ကဋ္ဌတိပြန်ခန့်တယ်။ကျမကသူရလက်ထောက်အဖေအစားထိုးပေးရဲ။အဲ့ဒီဥက္ကဋ္ဌမအားတဲ့ချိန်နဲ့မကောင်းတဲ့ချိန်ဆိုရင်အစီအဝေးတစ်ခုခုတော့ဘာလို့ကျမကိုတွားခိုင်းတယ်။သူဆုံးပြီးတဲ့နောက်မှာကျမကိုသူတို့ကဥက္ကဋ္ဌပြန်ခန့်မယ်တဲ့။အတော်ပဲလုံလိုက်တော့တဲ့ကျွန်တော်တို့ကတော့လောက်အသိကြုံရှိခဲ့ဘူးတဲ့။ လုံးဖို့လည်းမရဘူးတဲ့အကုန်လုံးသဘောတူကြတယ်ဆိုပြီးကျမလည်းလက်ခံနိုင်တယ်ကျမတို့ရင်တော့တတ်မှတ်ထားတဲ့စီကံတွေတတ်မှတ်ချက်တွေအားလုံးလိုက်နိုင်ရမယ်ဆိုပြီးပြောလိုက်တာရတယ်အကုန်သဘောတူတယ်တဲ့အခုချိန်ထိရောကအေးအေးဆေးဆေးပါပဲရွာတကြီးလှုပ်ခဲ့တဲ့20မိနစ်ကျော်ကာလအတွင်းအမှုပေါင်းစုံဖြည့်ရှင်းခဲ့ပြီးတချို့အမှုကတော့လွယ်လွယ်နဲ့ဖြည့်ရှင်းခဲ့တယ်လို့တချို့အမှုကခက်ခက်ခဲခဲနဲ့ဖြည့်ရှင်းပေးခဲ့ဘူးတယ်လို့ဆိုပါတယ် ကုန်းဆောင်ကျေးရွာဟာတအားရှမ်းလီစုကော်ရခါပမာစတဲ့လူမျိုးပေါင်းစုံနေထိုင်ကြတဲ့ရွာငယ်လေးတရွာဖြစ်ပြီးအင်ချိန်90ဝန်းကျင်သာရှိပါတယ်။တိုက်ပွဲကြောင့်တချို့လဲစစ်ပစ်ဆောင်နေရတယ်လို့တော်ရှိပွင့်ကပြောပါတယ်။အဲ့ဒီကျေးရွာအတွင်းနေထိုင်လူတူတွေအနေနဲ့တတ်မှတ်ထားတဲ့စည်းကမ်းချက်တွေအပြင်လူမျိုးမခွဲခြားပဲရန်ပင်းကူညီပေးရမယ်လို့ဆိုပါတယ်။ တော်ရှူပွင့်ဟာအသက်အရွယ်ကြီးလာတာနဲ့အတူကျန်းမာရေးပြဿနာလည်းရှိလာတာကြောင့်ဥက္ကဋ္ဌတာဝန်ကနေအနားယူဖို့အကြင်ကျင်တောင်းခံခဲ့ပေမဲ့ယမိယဖအပြင်ကြေးရွာခံတွေကလည်းလက်မခံကြဘူးလို့တော်ရှူပွင့်ကပြောပါတယ်ကျမလည်းအတန်းချီလာတော့ကျမရေးလိုက်ရင်တော့မဟုတ်တော့ဒီဥက္ကဋ္ဌရာထူးကနေအနားယူဖို့ခဏခဏပြောတယ်ခင်မရဲ့ဖာတွေကလက်မခံဘူးအခုထိပဲလှုပ်လာခဲ့ရ ရွာသားအချင်းချင်းတို့ပြဿနာဖြစ်ကြပါလေပြဿနာဖြစ်ရင်ရမရဖားတဲ့အရင်ဖြစ်ရှင်တကယ်လို့မရရင် ကျမစီလာခဲ့ကျမဖြစ်ရှင်ပေးမယ်တကယ်လို့ကျမဖြစ်ရှင်လို့မနိုင်ဘူးရှင်ကိုစုဩခရာစီလွှဲပြီးကျမဩခရာလုလာခဲ့တဲ့သူမပြဿနာပေါင်းစုံမယ်ဖြစ်ရှင်ခဲ့လွယ်တဲ့အမှုတွေလည်းရှိရင်ခက်ခဲတဲ့အမှုတွေလည်းရှိရင်လက်ရှိရွာတကြီးအမျိုးသမီးဟာအရင်ကတာဝန်ထမ်းဆောင်ခဲ့တဲ့ရွာတကြီးတွေထက်စီမံခန့်ခွဲမှုပုံမအားကောင်းပြီး ရရဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာလည်းတက်တက်ကြွကြွပါဝင်တယ်လို့ဒေတာခန်တွေကပြောဆိုကြပါတယ်။ကုန်းဆောင်ရွာမှာပထမဆုံးအမျိုးသမီးရွာတကြီးခန့်အပ်တာနဲ့ပတ်သက်ပြီးကုန်းဆောင်ရွာရဲ့ကိုယ်စားလှယ်ဖြစ်သူအသက်60ကျော်တာကွန်းအလီကအခုလိုပြောပြပါတယ်။ဒေထုတ်ရောင်းနေတယ်။အဲ့နောက်လေးပေးမအောင်မထုတ်လိုက်ကိုယ်ကဒုပြရရင်လေးဒုဝိတ်တိမကဲဝိတ်တိဟဲ့မလိုက်ကေတူရဂေတူနပ် အရင်ကြီးဆုံးပြီးတဲ့နောက်မှာကျွန်တော်စီဝေးခေါ်ပြီးရှာတယ်ရေးတယ်ဒုက္ခထနေအောင်စားထိုးမလဲပေါ့နော်မြို့သားတွေလည်းရှိတယ်မရှိတာမဟုတ်ဘူးမလို့ရေးကြတာဆာမတတ်တာလည်းပါတော့ပေါ့တင်ရသွားမယ်ဆိုရင်ဘူးမမသွားရေးကြအောင်ကိုယ်တကြီးပဲသွားရတယ်သူအရင်ကတည်းကအခါရဲ့လက်ထောက်ဆိုတော့လေကျဲဆိုရလို့ရှိတယ်စစရင်လည်းကောင်းတယ်။တခြားသူမပြောနဲ့ကျွန်တော်ဆိုလဲခုထပ်ပြောရမယ်ဆိုရင်တုံးနေတာ။ ။ဘာပြောလို့ပြောရမှန်းမသိဘူး။စိတ်ထဲမှာလိုလိုကြောက်လာတာ။အဲကြောင့်ရသူရသားရဲ့လဲကိုတကြီးကိုပဲရေးကြတယ်။အာဘယ်စီဝေးတော့တော့သူပဲတွားတယ်။အခုသူလည်းအသက်ကြီးလာပြီဆိုတော့အစီအစဉ်တစ်ခုသွားမယ်ဆိုရင်သူရင်းလို့ပဲသွားတာ။ကုန်းဆောင်ရွာထဲလူမျိုးကိုယ်ွယ်ယုံကြည်မှုမတူ क्वे ပြားနေပေမဲ့ရွာအတွင်းကတာရည်နာရည်ကိစ္စတွေမှာမခွဲခြားပဲအတူတကွစစ်စစ်လုံးလုံးဆောင်ရွက်ကြတယ်လို့ဆိုပါတယ်။ ကျေးရွာအတွင်ဖြစ်ပေါ်လာတဲ့ပြဿနာတစ်ခုခုကိုဖြေရှင်းလို့မရနိုင်တဲ့အခါမှာကျေးရွာအုပ်စုဥက္ကဋ္ဌစီကိုအကြောင်းကြားကြပြီးဥက္ကဋ္ဌကလည်းဝန်ဝင်းညိနိုင်ပေးကဖြေရှင်းခဲ့တယ်လို့တာကွန်းအလီကဆက်ပြောပါတယ်။ဟိုမြောက်အကွန်းရဲ့အောင်ပဲဒီကလန့်မရေရေမဒါပထနဲ့ရေမကျိုးရေမခဲအင်းသူအဖတ်ပြီးနောက်ရွာအတွင်းမှာကောင်းတယ်ဘာမှပြောစရာမရှိဘူး။သူလည်းရွာအတွင်းစီရအောင်လုပ်ပေးတယ် အရင်ကမြို့သားရဲ့ဥပဒေပြေုံကပြဿနာလဲခဏခဏဖြစ်တယ်။ယံဖြစ်စကားများတာလဲဖြစ်တယ်။အခုသူကစင်ကြီးတယ်။သူမျိုးစုံနေတယ်ဆိုမြတ်အကုန်တဲ့ကြတယ်။တချို့ပြဿနာဆိုဒီမှာဖြစ်ရှင်းလို့မရရင်ကျွန်တော်အုပ်စုဥပဒေစီပြောတယ်။သူလဲစင်ကြီးအောင်ဖြစ်ရှင်းပေးတယ်။အောင်နမ်ဆိုင်အဲ့ဒီကုန်းဆောင်ကြီးရွာမှာအမျိုးသမီးရွာတကြီးအပြင်ရွာရဲ့အသွင်ရေးမှုနေရာမှာလည်းအမျိုးသမီးတွေကိုပဲခန့်အပ်ထားပါဗျ။ နန်းခမ်းတို့ဟာကုန်းဆောင်ကျေးရွာရဲ့အသွင်းရေးမှုအဖြစ်တာဝန်ထမ်းဆောင်လာတာနှစ်နဲ့ချီရှိခဲ့ပါပြီ။သူတာဝန်ထမ်းဆောင်လာတဲ့ကာလအတွင်းမှာသူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေကိုနန်းခမ်းတို့ကအခုလိုပြန်ပြောပြပါဗျာ။အခါကတက်ကြည့်ပြီးဆိုတော့အစီအဝေးတစ်ခုပြုခဲ့တယ်။ဒီမှာကပဲတွားရတယ်။တခါတလေညလည်းတွားရတယ်။အဲ့နေ့ဆိုအစီအဝေးကညနေပိုင်းမှပြီးတာ။မြို့မှာအိပ်ရအောင်လဲကိုကလေးကအိမ်မှာဆိုတော့ မြို့ကနေတယောက်တည်းပြန်လာရတာအဲ့လိုမျိုးလေးရှိတယ်နောက်တစ်ခုကတော့တချို့စစ်သားတွေရွာထဲလာတဲ့ချိန်မှာဆိုရင်ကိုယ့်ကိုပြန်អော်တာတို့ကြုံရတယ်စကားမပြောနဲ့ရင်ပြောရင်ပါရိုက်မှာတို့ပြောခံရတယ်စစ်သားတိုင်းကို ပြောတာတော့မဟုတ်ဘူးတချို့စစ်သားပဲဖြစ်တာနေရာတည်ရအများစုမှာအမျိုးသမီးတွေဟာတလေထုံတန်းကြောင့်ခွဲခြားဆက်ဆံခံနေရတယ်လို့ အခုလိုရက်ရွာထဲမှာတာဝန်ကြီးတစ်ခုကိုယူထားရတယ်ဆိုတဲ့အခြေအနေဟာရှားပါလွန်းတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။တော်ရွှေပွင့်တို့လိုပဲတခြားဒေတာကအမျိုးသမီးတွေလည်းကောင်းဆောင်မှုပိုင်းမှာပုံမပါဝင်လာကြဖို့တော်ရွှေပွင့်ကတိုက်တွန်းထားပါတယ်။